မင်္ဂလာပါဗျကျွန်တော်နာမည်ရေဘော်ဆော်ရှာဖြစ်ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်စေယုတ်ချုပ်ရဲ့မတ်တစ်စစ်စင်ရေးနေမြေစစ်စင်ရေးမှုဖြစ်ပါတယ်ဟိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့လို့မပေါက်ခင်ဒီအကြံပေးစစ်ကောင်စီအာဏာမသိခင်မှာကျွန်တော်ကဒီအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ပါတီဝင်တယောက်အနေနဲ့2012မှာပါတီဝင်တယောက်အနေနဲ့စတင်ဝင်ရောက်ခဲ့တယ်အဲ့မှာပဲအဲဒီနိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံပေါ်ပေါက်တဲ့2014မှာကရင်ပြည်နယ်လူငယ်လုပ်ငန်းအဖွဲ့ရဲ့လူငယ်တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဲဒီမှာ2015အာစုတူရွေးကောက်ပွဲမှာကရင်ပြည်နယ်ကျိုင်းစစ်ကြီးမြို့နယ်ရဲ့မြို့သားလူတော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒီ2015ကနေ2020တာဝန်ထမ်းဆောင်ပြီးတဲ့ချိန်မှာ2020မှာပြုလုပ်တဲ့ထွေထွေရွေးကောက်ပွဲမှာလည်းမြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါတီကနေပြီးတော့ ဟိုကျိုင်းစိတ်ကြီးမျိုးနယ်ရဲ့အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဖြစ်ထပ်မံပြီးတော့ရွေးချယ်တင်မြောက်ခံခဲ့ရပါတယ်။ဒါတွေတော့ကျွန်တော်တို့ဒီအာဏာပသိက်ကိမှာဆောင်ရွက်ခဲ့ပါတယ်။ဒီအကြံဖက်စစ်ကောင်စီကအာဏာသိမ်းလိုက်တဲ့2020မှာပဲကျွန်တော်တို့ပြောင်းစုလွတ်တော်ကိုယ်စားလှယ်အစုဖွဲ့များကနေပြီးတော့တိုင်ပင်ကြပြီးတော့ ပြည်အောင်စုလွတ်တော်ကိုကိုစားပြုတဲ့ကော်မတီတရားဖွဲ့စည်းဖို့လိုတယ်ဆိုတဲ့အခါမှာပြည်အောင်စုလွတ်တော်ကော်မတီတရားဖွဲ့စည်းခဲ့တယ်။အဲဒီဖွဲ့စည်းတဲ့ပြည်အောင်စုလွတ်တော်ကိုစလဲမြားရဲ့အစုဖွဲ့မှာကျွန်တော်ပြည်အောင်စုလွတ်တော်ကော်မတီကိုစားပြုကော်မတီရဲ့ကော်မတီဝင်တယောက်အနေနဲ့ပါဝင်တောင်းထမ်းဆောင်ခဲ့ပါတယ်။အဲဒီမှာပဲအဲကျွန်တော်တို့ဆက်ပြီးတော့မြို့သားညီညွတ်ဆိုရပေါ်ပေါက်ရေးမြို့သားညီညွတ်တိုင်းပင်ကောင်ကောင်စီပေါ်ပေါက်ရေးအတွက်စူးစမ်းဆောင်ရွက်တဲ့ခါမှာလဲထဲထဲဝင်ပါဝင်ဆောင်ရွက်ခဲ့တာရှိပါတယ်။နောက်တစ်ခုက အဲကျွန်တော်တို့ဒီအာနာသိမ့်မှုများကိုငြင်းချမ်းသောညီနန်းနဲ့ဆန္ဒပြတောင်းဆိုခဲ့ပေမဲ့ဆန္ဒပြတောင်းဆိုလို့မရတဲ့ပုံမှာကျွန်တော်တို့လက်နက်ကင်ဖို့ဖြစ်ပေါ်လာခဲ့တယ်လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်လာခဲ့တယ်အဲလက်နက်ကင်လမ်းစဉ်ကိုကျွန်တော်တို့ရွေးချယ်တဲ့အခါမှာကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်မတော်ပေါ်ပေါက်ဖို့အတွက်အာပြည်သူ့ကာကွယ်တပ်မတော်ပေါ်ပေါက်ရေးကော်မတီ ပြင်ဆင်စုဖွဲ့တဲ့အခါမှာပြည်သူ့ကာကွယ်ရေးတပ်မတော်ဗောက်ပေါက်ရေးကော်မတီရဲ့ကော်မတီဝင်တယောက်အနေနဲ့လည်းအာပါဝင်ဆောင်ရွက်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်မတော်ဟိုပေါ်ပေါက်လာတဲ့ကာလမှာလည်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသရဲ့ဒုတိယစစ်ဒေသမှူးနှစ်အဖြစ်ဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်ခဲ့တာရှိပါတယ်။ဒါကကျွန်တော်ဟိုဆောင်ရွက်ခဲ့တဲ့အနေအထားဖြစ်ပါတယ်။ကျွန်တော်တို့ကရေရဘုတ်ဆင်းဆင်းမှာအဲ ကျန်းဖက်စစ်ကောင်စီဟာကျန်းဖက်လူတစုဟာဒီအနာလိုဂျီနိုအနာသိတဲ့ပုံမှာမူတည်ပြီးပြည်သူလူထုကဘလောက်ပဲအကျံမဖက်တဲ့နီးနဲ့တောင်းဆိုရဲနှပြတယ်နီးမျိုးစုံနဲ့ဆောင်ရွက်ခဲ့ပေမဲ့မရရှိခဲ့ဘူးဒီပုံမှာမူတည်ပြီးကျွန်တော်တို့ဟာဒီကျန်းဖက်စစ်ကောင်စီပြုတ်ကျမှသာလျှင်ဒီမိုကရေစီနဲ့လူခွင့်ရေးအပြည့်အဝရရှိမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာအဆုံးဖြတ်ပြီးတော့လက်နက်ကင်လန်စင် ကိုရွေးချယ်ခဲ့ရတဲ့အနေအထားဖြစ်ပါတယ်။ဒါဒါကလည်းမတတ်တာလို့ရွေးချယ်ရတဲ့အနေအထားဖြစ်ပါတယ်။ကျွန်တော်တို့လက်နက်ကင်လမ်းစဉ်မရွေးချယ်ခင်မှာအဲဒီလိုမျိုးတောင်းဆိုလို့မရတော့ဘူး။ဒါဟာလက်နက်ကင်တော်လှန်ပြီးတော့အကြမ်းဖက်စစ်ကောင်စီအဲပြိုမှသာလင်ကျွန်တော်တို့ဒီမိုကရေစီနဲ့လူခွင့်ရေးကိုအာမခံချက်ပြည့်တဲ့အဲနိုင်ငံတရဖြစ်မယ်ဆိုတာကိုကျွန်တော်ယုံကြည်တဲ့အတွက်ဒီလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့ရခြင်းဖြစ်ပါတယ်။ အကျန်းဖက်စစ်အုပ်စုကတော့ဒါအကျန်းဖက်လုပ်ငန်းတွေကိုအခုချိန်မှလုပ်တာမဟုတ်ဘူးခေတ်ဆက်ဆက်ကလည်းလုပ်လာခဲ့တယ်လုပ်လာခဲ့တာရှိတယ်သူတဖြစ်ဒီမိုကရေစီနဲ့လူခွင့်ရေးကိုပြန်ပြောင်းထင်းထင်းချိုးဖောက်တယ်ယူရချက်ရှိရှိချိုးဖောက်တယ်ဒီပေါ်မှာအဲလူငင်းချင်းတာခွင့်ရနေတယ်ဆိုတာကဒါမြန်မာနိုင်ငံရဲ့လူခွင့်ရေးတစ်ခုကိုပဲ ဒီမိုကရေစီနဲ့လူခွင့်ရတစ်ခုပဲချိုးဖောက်တာမဟုတ်ဘူးတကဘာလုံးမှာရှိတဲ့ဒီမိုကရေစီကိုမျက်နှိုးပါတယ်ဆိုတော့နိုင်ငံများအားလုံးအတွက်လဲစိတ်ကောင်းမှုဖြစ်တယ်အဲဒါဒီဒီအပေါ်မှာဒီချမ်ပီယံစစ်ကောင်စီချမ်ပီယံစစ်အုပ်စုလူငယ်ခွင့်ရတဲ့အပေါ်မှာအဲဒါတကဘာလုံးမှာရှိတဲ့ဒီမိုကရေစီနဲ့လူခွင့်ရေးကိုထိပါလာတာနဲ့အတူတူပဲဖြစ်တယ်ဒါကအဲတကဘာလုံးရဲ့ရန်သူ တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဒီမိုကရေစီနဲ့လူ့ခွင့်ရေးရဲ့ရန်သူအဖြစ်ဒီအကြံဖက်အစ်အုပ်စုကိုကျွန်တော်တို့အမြဲရအောင်ဖြုတ်ချဖို့လိုတယ်ဒါတော့ရှင်းပါတယ်ကျွန်တော်တို့က ဒီမိုကရေစီနဲ့လူခွင့်ရေးကိုကာကွယ်ဖို့အတွက်ပြည်သူ့ကိုကာကွယ်ဖို့အတွက်ပြည်သူ့ကာကွယ်ရေးတက်မတော်ဆိုတာကျွန်တော်တီထောင်တာဖြစ်တယ်။အဲဒါဒီမိုကရေစီနဲ့လူခွင့်ရေးကိုကာကွယ်နိုင်ဖို့အတွက်အစဉ်တစိုက်ကျွန်တော်တို့ဥတီဆောင်ရွက်သွားမှာဖြစ်တယ်။နောက်တစ်ခုကပြည်သူလူထုရဲ့အချုပ်အခြာအာဏာပြည်သူလက်ထက်ကိုပြန်ရောက်ဖို့အတွက်ကျွန်တော်စူးစမ်းဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်ပြည်သူ့အာဂိုရတက်မတော်တရားဖြစ်အောင်ကျွန်တော်စူးစမ်းဆောင်ရွက်သွားမယ်။ဒီလိုစူးစမ်းဆောင်ရွက်တဲ့အခါမှာ COC နေရာကိုကျွန်တော်တို့အာ အတက်နိုင်ဆုံးလေဇာလိုက်နာအောင်ကျွန်တော်စူးစမ်းဆောင်ရွက်သွားကြမှာဖြစ်တယ်။တဲ့ချက်ကတော့ဟိုချဲရော့ကွန်မန်အဒီအစင်စင်ကိုကဲမှုဝင်အောင်ကျွန်တော်လိုက်နာဆောင်ရွက်သွားအောင်ကျွန်တော်တိဆောက်သွားမှာဖြစ်တယ်။နောက်တစ်ခုကတော့ကုတ်ရော့ကွန်တက်ပေါ့နိုင်ငံတကာမှာရှိတဲ့နိုင်ငံတကာဥပဒေများနဲ့အညီကျွန်တော်တက်ကိုပြင်ဆင်တိဆောက်သွားဖို့ဖြစ်မယ်။ဒါကကျွန်တော်တို့တီထောင်တဲ့တက်က ဒီမိုကရေစီနဲ့လူခွင့်ရေးကိုအကာအကွယ်ပေးတဲ့တက်ဖြစ်တဲ့တနည်းအားဖြင့်ပြည်သူ့ရဲ့အချုပ်အခြာအာဏာကိုပြည်သူ့လက်ထက်ပြင်ရအောင်ကျွန်တော်တို့ကြိုးစားဆောင်ရွက်နေတာဖြစ်တယ်ဒီပုံမှာကျွန်တော်တို့ရဲ့တက်မတော်သားများ ဟာလူခွင့်ရေးနဲ့ဒီမိုကရေစီအရေးကိုလေးစားလိုက်နာတဲ့တတရဖြစ်အောင်ကျွန်တော်တို့တိစောက်သွားမှာဖြစ်တယ်စနစ်တကျလည်းပြင်ဆင်ဆောင်ရွက်နေတယ်စနစ်တကျလည်းပြင်ဆင်စုဖွဲ့နေတယ်စနစ်တကျလည်း တိဆောက်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောလိုပါတယ်ဗျ